Dixon emigrated from the Philippines to Hawaii 50 years ago. She graduated from Farrington High School and had been working as a lab technician at the University of Washington. Oh, Dixon was returning home to Seattle from a family trip to the Philippines. And she was there for like a couple weeks and then she returned February uh, 28th and she was stuck in customs. Dixon's niece Emily. yeah. yeah. ကြက်နေပါတယ်အမေရိကန်မှာနေတဲ့မြန်မာ green card သမားတွေတော့တခြား visa သမားတွေတော့အမေရိကန်ကိုလာချင်းမြန်မာတွေရောဒီဗီဒီယိုတွေအစာဆုံးကြည့်ပြီးပါမယ်ဆိုရင်တော့အဖမ်းမခံအောင်ဘာတွေအထူးသတိထားစင်ကြရမလဲဆိုအောင်တိတိချာချာတည်သွားမှာ ဖြစ်ပါတယ်ကဘာပတ်အမေရိကန်မီဒနာ stop ပင်ရရှင် channel ကကျူးစပါတယ်ဘယ်နေရာကြည့်နေလဲကိုမအောင်ပါ နေတာပါဆိုးဆိုးကဖိလစ်ပိန်အမျိုးသမီးရဆိုရင် US မှာ16နှစ်တည်းကနေတာเนาะနှစ်ပေါင်း90ကျော်နေပြီသူ green card တဲ့ဝင်းကြီးလောက်ထားတာနှစ်ခါရှိနေပြီဘလို့ဖြစ်တာလဲဆိုတော့ तू ဟာ2000ဝါမှာပြစ်မှုတစ်ခုရှိအဲ့ပြစ်မှုရတယ်ဘာမှကြီးကြီးမား criminal case မဟုတ်နည်းနည်း morally အသေးစားတွေပေါ့เนาะ embezzlement case သူက ပတ်စံကိုအလွဲသုံးစားလုပ်ထားတာအဲ့ရောကအိမ်အချင်းချုပ်30ရက်30ပဲနေရတယ်ပြီးပါရင်ဖားရတယ် US ဒေါ်လာ6000နေရမယ်ပေးရတယ်ထောင်နဲ့မကြောက်ဘာမှအချုပ်ထဲလည်းမနေရဘူးသူ US ရနေပြီးတော့အဝင်ထွက်လို့ကအများကြီးရှိနေပြီနော်ခဏခဏလည်းဝင်ကြီးလုပ်ပြီးခွင့်ကန်တယ်တခါမှပြဿနာမရှိခဲ့ဘူး သူအခုအလုံးလုံးနေရ UW Medicine မှာเนาะစေရုံမှာလုပ်နေတာ background check တွေအားလုံးအားလုံးအဆင်ပြေတယ်ဒါပေမဲ့ဖြစ်ချင်တော့ဒီနှစ်မှာဖိလစ်ပင်းသွားတယ်သွားလို့ကပြန်ဝင်လာတယ်ပြန်ဝင်လာအချိန်မှာလုံးဝ ICE เนาะ CBB border မှာ immigration မှာအဖမ်းခံရအခုတည်းအချုပ်ထားမှာမရှိသေးတယ်ဘယ်လောက်ထိကြာမလဲဆိုတော့ဇွန်လလအထိเนาะသူ့ရဲ့ကိစ္စအကြာကြီး စောင့်ရမယ်သူဒီပေါ်လို့ဘုဒ္ဓ case စောင့်နေ immigration အဲ့တော့အချုပ်ထမ်းမှာအကြာကြီးပေါ့နော်ဒါလူတိုင်းလူတိုင်း green card တမန်တယ်တတိထားမယ်အချက်လေးဟိုးအရင်ကဘာမှ ပြတ်တာမဖြစ်ခဲ့ဘူးအခု president trump တက်လာတဲ့အခါကျတော့အများကြီးအများကြီးပို့ပြီးတော့ကြက်လာပြီကြက်လာဆိုတော့အရင်ကဘာမှပြစ်မှုမကြီးဟာနော်ဒီလိုမျိုးသူ့ရဲ့ပြစ်မှုဟာ deportation လုပ်ရမယ်ပြစ်မှုမဟုတ်ဘူးအသေးစားလေး ဒီပေါ်တရှိလောက်မဲ့ပြစ်မှုတွေရှိတယ်ဒါဗီဒီယိုလေးအလင်မှာပြောမယ်ဘယ်လိုမျိုးပြစ်မှုဆိုရင်ဒီပေါ်တရှိလောဝကျင်းနေတယ်ဟာအဲ့ပြစ်မှုတွေမလုံးမိဖို့အရင်အရေးကြီးရနော်မတိပန်းတဲ့မလုံးမိစေနဲ့ तू อ่ะအသက်အခုအသက်60လေးနှစ်ရှိပြီဟာအသက်တော်တော်ကြီးနေပြီထောင်လုံးမှဆိုစဉ်းစားကြည့်တော်တော်လေးဆင်းဆင်းရမှာပေါ့တော်တော်လေးငိုနေမှာပေါ့ဟုတ်တယ်မလား तू อ่ะ အရင်ကအားလုံးအဆင်ပြေပြည်ဆိုတော့အေးဘာမှပြဿနာမရှိတော့ဘူးဆိုပြီးတော့အခုသွားပြီးလဲတာလဲပြီးတော့ပြန်လာစီတီဇင်ရှောက်ရတယ်ဘာကြောင့်မရှောက်လဲသူ့အဖေကိုသူကဂတိပေးထားမှုတယ်မိသားစု property ရှိနော်အင်ချင်မင်ရှိမှာပေါ့အာဖိလစ်ပင်းမှာပိုင်လာမိသားစု property ကဖိလစ်ပင်းစီတီဇင်ဖြစ်မှာပဲဆက်ပိုင်လို့ရတယ်သူပါတယ်အဲအကြောင်း तू green card နေပြီးတော့ US citizen ကိုဆက်ပြီးမရှောက်ဘူးနော်ပလိတက်ယူတော့ green card နေပြီးတော့ US citizen မလျှောက်နိုင်တဲ့လူတွေရှိပါလားရှိရဆိုခိုးမအောင်မရတာမှာဘာကြောင့်မလျှောက်သေးတာလဲအဲ့တော့ပြဿနာဖြစ်တာပေါ့အခုအရန်ကြက်တဲ့အခါ US citizen ဆိုရင်သူအဲ့လိုပြဿနာဖြစ်မှာမဟုတ်ဘူးเนาะဒီပြစ်မှုတွေကဘာမှမပြောပါတော့ဒါပေမဲ့ green card holder ဆိုတော့အဲအခု deportation number တွေเนาะ minimum ပေးထားတယ်သူပါတယ်เนาะဟိုဘလောက်အနည်းဆုံး deportation လုပ်ရမှာဆိုတော့အဲ့ရ border agent တွေအကောင်ဝရှိမှအကောင်ဝ stress ဖြစ်နေတာเนาะမရရောက် number ဖြစ်အောင် လုပ်နေတဲ့သဘောရှိပါလေเนาะပလေးတက်ရောက်ဘယ်လိုသဘောရပါလဲဘာကြောင့်ဒီလိုဟို deportation မဖြစ်နိုင်တဲ့เนาะဖြစ်တော့အောင်မစိုးဝါတဲ့ပြည်မှုတွေတဲ့ target လုတ်ခံရတယ်ဘာကြောင့်ဖြစ်တယ်လို့ထင်ပါတယ်ဇူလိုင်16ရက်နေ့တော်တော်ကြာတယ်เนาะအာသူ့ရဲ့ရှေ့နေရပြောတယ်အဲ့အမျိုးသမီးရှေ့နေရ also video ကပြောတယ်ဒီသူ့ရဲ့ပြည်မှုက deportation လုံးရမယ် ခွိုက်တီးပြမှာမမီဘူးအဲ့တော့ဒီ politician လုံးမရနိုင်တဲ့ပြင်အလာပေမဲ့လည်းအခုကအရန်တင်းကျက်နေခါကာလဖြစ်တယ်အဲ့ရှင်းနေပါပြောရဲဆိုတော့အဲ့လိုအမျိုးသမီးကိုဖမ်းထားရဲဆိုတာအာဒါနိုင်ငံတော်ရဲ့စွာအားနော် resources ပတ်စံတွေကိုအကောင်းဆုံးအသုံးချတာမဟုတ်ဘူးလို့သူကပြောတယ်နော်ဖြစ်နိုင်မှာဆိုအဲ့အမျိုးသမီးကို angle monitor နဲ့ထားတော့ရမယ်ဟုတ်တယ်မလားတခြားဘယ်နေရာတွားတယ်သိကြတယ်ဆို angle monitor angle monitor ဆိုတာက သူပဲနေရသွားအချိန်မီတိနိုင်နေရအဲ့လိုမျိုးထားရမယ်ဆိုရင်ထောင်ပါတယ်ပတ်စံတယ်ဟိုပေးပြီးတော့အစားကျွေးစားကြမှာမလို့နော်အဲ့ထောင်ကိုတခြားပို့ပြီးတော့ပြစ်မှုကြီးတဲ့သူတွေနေရပေးလို့ရသူကပြောချင်တယ်မဟုတ်အဲ့လိုမျိုးရှိပါလေ immigration judge မှာသွားရတယ်ဒီတိုင်း credit card holder တွေကို deport လုပ်လို့မရအောင်နော် immigration ရှေ့တရားသူကြီးရှေ့မှာအေးဒီလူပြစ်မှုကျူးလွန်တာက ဒီ portion လုံးရမယ်ပြည့်မှုလာအဲအဲ့ဒါမျိုးစောင့်အောင်ဇူလိုင်16ရက်နေ့ဒီမှာစောင့်အောင်ပါ citizenship ရှိရဲဒါပေမဲ့ဟိုဒီတမတ်နေနေတဲ့အဲ့ရော citizenship ဟိုတို့မလျှောက်တဲ့အတွက်ကြောင့်သူဝင်လာခါမှာပြတ်တာဖြစ်ဖြစ်ပါတယ်ပရိသတ်ရော green card တမားတွေ citizen ဒီနှစ်မှာရှောက်ဖို့ဘယ်သူရှိပါလဲကိုမအမှန်ရတာပါဒီလိုမျိုး president trump တက်လာတဲ့အတွက်ကြောင့် citizen ရှောက်ဖို့ဆုံးဖြတ်ချက်ချလိုက်တဲ့လူရောဘယ်သူရှိပါလဲကိုမအမှန်ရတာပါ ပြီးတော့တခြားဘာပြောတာသူကကြည့်ရမှာအခု CBB ကအရင်ကလည်းစစ်ပါတယ်ဒါပေမဲ့အခုကပိုပြီးတော့စစ်တယ်ဟိုးအရင်က charge လုပ်ထားတဲ့ပြင်းပြမှုတွေเนาะပြင်းမှုကျွလုံပါတယ်ဆိုပြီးတော့စုံပြည့်ချက်မချတာအောင်ဒီလိုပဲတရားစွဲထားအဲ့ဒီလူတွေလည်းစစ်ဆင်းနေတဲ့ပုံမှာရှိပြောရမယ်ဆိုရင်ပြင်းမှုမကျွလုံထားတဲ့လူတွေပေါ့အော်ပြင်းမှုကျွလုံတဲ့ဆိုဘယ်လိုအခြေအနေမျိုးမှာကျွလုံတာလဲလောဘတရားရောအမိန့်ချနိုင်တယ်အပြစ်ချမှန်းတော့မှာ ဘယ်လိုမျိုးအပြစ်ပေးဆက်ရမှာဆိုတော့မှဒါ conviction ဖြစ်တော့မှဒါပြုမှုကျွလို့ရဆိုလို့ဒီကတရားစွဲရုံနဲ့မရအခုကမဟုတ်တရားစွဲခံရတယ်ကို CBB เนาะ US Custom Border Protection Radar ပေါ်မှာ ပေါ်ွားနေပါတယ်အဲ့လိုမျိုးတရားစွဲခံရတာအဲ့လိုမျိုးပြုမှုကျွနေတာတဲ့လူတွေရှိပါနေတာဘာပြုမှုရှိပါနေရှိရဆိုခေါင်းမမှရေးတာပါโอเคအဲ့အဲ့လူတွေအထူးတတိ ရန်အရန်တတိထားကြမှာเนาะဘယ်ဘယ်ပြည်နမှာဖြစ်ဖြစ်ဘယ်မြို့ပါမနေနေအာ USA ထွက်သွားပြီးပြန်လာမှာဆိုရင်ပြဿနာရှိလာနေမှာလေအာ immigration lawyer ပြောတယ်ဟိုလူကအနှစ်20 30ဘာမှပြဿနာမရှိဟာနေအမှုတွေရတယ်အခုပြဿနာဖြစ်လာပြီเนาะတိတိမွန်းမွားတွေရပြဿနာဖြစ်လာပြီเนาะဒီ Uber car ဆိုရရှိနေတာပြောတယ်ဘာကြောင့်လဲဆိုတော့ဖြစ်နိုင်တဲ့ဆိုရင်ဒီ agency အများဆုံးအခုစကားအများကြီးပြောနေကြတယ်တခုခုเนาะ ပြီးကိုယ့်ရဲ့မြို့မှာပြီးနေမှာအာပြစ်မှုကျူးလွန်ထားတယ်ဒါပေမဲ့ CBB ကဟိုးအိမ်ကစကားတည်းမပြောအခုစကားပိုးပြီးပြောနေအဲပြစ်မှုတွေအကုန်ပေါ်လာတယ်အဲ့ဒါမျိုးဖြစ်ဖြစ်နေမယ်နော်ပြောရရင်ဥပဒေအရပြောင်းတယ်တချို့အရင်ကဥပဒေအရအေးဒါ criminal မဟုတ် criminal မဟုတ်တဲ့ဟာတွေအခုဆိုရင် तू ကအာ criminal ဖြစ်ချင်တဲ့ classification ပြန်ပြီးတော့လုံတဲ့တဘောမှာရှိတယ်เนาะအရင်က moral turpitude moral turpitude ဆိုတာဟိုကိုကြည့်တရားပတ်တန်ပြီးတော့နည်းနည်းတိမ်းဆောင်းသွားတဲ့အရာတွေ เนาะ criminal မဟုတ်ရာဇဝတ်သားမဟုတ်ဒါပေမဲ့လွဲမှားဝအရာတွေပြစ်မှုတင်တင်လေးရတယ်အခုရာဇဝတ်တဘောမျိုးဖြစ်နေတဲ့ဘုံမှာရှိပါတယ်ပြောပါတယ်เนาะဒီလိုမျိုး ဖြစ်တဲ့အပြင်ကို green card ရတော့မယ်အာအစလန်တမားလေး refugee တမားလေးကို green card မထုတ်ပေးဘဲနဲ့ခဏရက်ထားပါတယ်เนาะဘာကြောင့်ရက်ထားလဲသူပြောရဆိုရင် ဟိုတေးချင်ချလိန်ပြီးတော့အစာနဲ့စောက်ထားရှောက်ထားတာဒါမှမဟုတ်လိန်ပြီးတော့ refugee နဲ့ရလာရောက်လာလာအကုန်ပြန်စစ်မှတဘောမှာရှိပါလေနိုင်ငံရဲ့ယုံကြည်ရေးအတွက်ကို तू ကပြောတယ်နော် USCIS ရဲ့ temporary pause pause လုပ်ထားတဲ့ green card မထုတ်ပေးတဲ့ adjustment status application ရေရှောက်ထားတဲ့အဲဆုံးဖြတ်ချက်မချနိုင်ဘူးထပ်ပြီးတော့ဆက်ပြီးတော့စစ်ဖို့ရှိပါတယ်အဲ့တော့ဘသူက ဒီမျိုးအခြေအနေရှိပါတယ်နဲ့ adjustment status လုပ်နေတဲ့လူတွေမြန်မာရှိပါတယ်နာ refugee ကနေပြီးတော့ green card စောင့်နေလို့ရှိပါတယ်နာအစာလန်ကနေပြီး green card ရှောက်စောင့်နေလို့ရှိပါတာကိုမအမှရေးတာပါဘာတွေများအဲ့ကို notice လာပါတယ်တခြားလူတွေကိုသိရအောင်လဲအအောက်မှာရေးထားရပါတယ် okay အဲ့တော့တခြားပါတွေထူးကြတယ်အေး federal judge တရားသူကြီးမဟာတန်းတရားသူကြီးရတယ် immigration officer from တခြားတယောက်ရှိ new so chun စွာရှိ columbia university ကျောင်း အာចောင်းသားចောင်းသူသူကပြီးရเนาะ green card ဟိုတာပေါ့အာ protest မှာဝင်ပါတဲ့အတွက်ကြောင့်ဂါဇာနဲ့ပတ်သက် protest မှာဝင်ပါတဲ့အတွက်ကြောင့် deportation ဖမ်းမှုအတွက်ဟောလုပ်နေတာဟိုတရားသူကြီးကမလုပ်နဲ့ဆိုပြီးတော့တားလည်နော် तू က20နှစ်မရှိသေးတယ် US မှာရောက်နေတာ9နှစ်ကရောက်နေတာနော် तू Trump administration ကိုတရားစွဲတယ်တနင်္လာနေ့မှာအာဘာကြောင့်လဲဒီဒါအစိုးရနေပြီးတော့တရားမဝင်နော် free speech လွတ်လပ်စွာပြောဆိုခဲ့ဟာတွေကိုသူမကြိုက်တဲ့ဟာတွေကိုပြောလာတယ်ကိုထိမ့်ချုပ်တဲ့အာနာရှင်သဘောမျိုးဖြစ်နေနော်အဲအဲကြောင့် immigration ဟိုအတုံးချပြီးတော့အာနာရှင်သဘောမျိုးအဲ့လိုမျိုးတရားမဝင်ထိမ့်ချုပ်နေတဲ့သဘောပြောအဲကြောင့်သူတရားဆွဲတာဖြစ်ပါတယ်နောက်ဘာတွေတွေ့နေရလဲဆိုတော့တရားရှေ့နေရပြောတယ်နော် Center for Constitutional Rights ရှေ့နေအာဆမ်မားပြော immigration ဥပဒေကိုအတုံးချပြီးတော့ visa သမားတွေ ဂရင်းကတ်သမားတွေပီယာသမားတွေကိုသူပြောဆိုနေစကားပေါ်မူတည်ပြီးထိချုပ်တဲ့ညာစူးစမ်းနေတာတွေ့ရပါတယ်တဲ့เนาะအာထရမ့်ကဘာလုပ်နေလဲဆိုတော့အဲသူရှေ့နေပြောတာเนาะအာနိုင်ငံရေးပတ်သက်တဲ့စကားလုံးတွေသူမကြိုက်တဲ့စကားလုံးတွေဆိုရင်ထိချုပ်မှုအတွက်စူးစမ်းနေတဲ့ဘုံမှာရှိပါတယ်တဲ့เนาะဒီရှေ့နေပြောဆာမာစစ်ဆဲဆိုတာပြောတာဖြစ်ပါတယ်ပလေးတိုင်ရောဘလူးတဘောရပါတယ်ကိုမအမရေးထားတာပါဒီထက်ပိုဆိုးမှုရှိပါတယ်လားဒါမှမဟုတ် ပိုကောင်းလောင်ရှိမှတန်းလားကိုမအောင်မှရေးထားတယ်မှာဟေးအဲ့ရဘသူတွေဒီပေါ်လုံနေတယ်ဘသူတွေဒီပေါ်လုံနေတယ်ဟုတ်ပါ green card ခံထားတယ် PR ရှိတယ်ဘသူတွေဒီပေါ်လုံနေတယ်ဆိုရင်မတရားလုပ်ထားတာနော်အာဓမ္မကျင့်ထားတာကိုမင်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်မာတာပြီးတော့လူတက်လာနေလို့တွေပြီးပါရဲ့မွေးစေဝါတွေနော်မွေးစေဝါတွေတည်ယူပို့ဆောင်ရေးလုပ်နေလို့တွေဆိုရင် green card ဟိုတာတွေ depolition လုပ်ပါတယ်နော် ဒါပေမဲ့ဒီ policy လောက်လာတာတရားသူရှေ့မှာရှေ့နေနဲ့เนาะအပြန်လှန်ခြေပပြီးတော့မှစုံမင်းချပြီးတော့မှဒီ policy လုံးရဒါပေမဲ့အပြင်ထွက်သွားမှဆိုရင်ရောပြန်လာမှဆိုရောတက်တည်ဘာမှပြဆရာမလို့ CBP border protection ဒါနေပြီးတော့မဝင်နဲ့ဆိုပြီးတော့ငင်းပယ်လို့ရပါတယ်။เนาะအဲ့ဒါလေးတော့ blade တတိထားမှာအဲ့ကြောင့်ထွက်ချင်တဲ့လူတွေခီးထွက်မဲ့လူတွေရှိပါနေလားခုံးမမရေးတာပါ နိုင်ငံ USA နိုင်ငံအပြင်ပဲကနေပြီးတော့ထွက်ဖို့ရှိရဆိုရေးတာပါတတိထားပါအာ immigration fraud နော်လည်ပြီးတော့လာတယ်ဥပမာဆိုရင်ယောက်ျားနေမိမှလည်းတရားမဝင်ယူထားတယ်နော် green card လိုချင်တော့တကယ်ချစ်ကြတာမဟုတ်ဘူးအဲ့လိုမျိုးဆိုရင်လိန်ရယ်ပြီးတော့ရတာဖြစ်တဲ့အတွက်ကြောင့်ဒီပေါ်လို့ရပါတယ်နော်အဲ့လိုမျိုးတတိထားပါပြောတာရှိပါတယ်တခြားဟာတွေကြတော့အာဒီပေါ်လုံးလို့မရဘူး ဒီဘော့လုပ်ဖို့ဆိုတာစွစွာကဲစေအရင်ကြီးမားဟာဆိုရင်တော့ကျင်းတယ်လေလုပ်ဖို့တခြားအရင်ကြောင့်တော့ဒါဥပဒေက great area ရောက်နေတဲ့ပုံမှာရှိရင်တော့တရားရုံးမှာရှိနေဆိုစွစွာဖိလစ်ပင်အာအမျိုးသမီးဆိုရင်အသက်60နှစ်ရှိနေသူပြစ်မှုကအရင်တေးလို့တယ်ဒါပေမဲ့အရင်တင်းကျဲ့လို့ကြောင့်စောင့်ရမယ့်အချိန်အောင်မှာဇူလိုင်လဆိုတော့တော်တော်ကြာခု April May June July လေးလဆိုတော့စောင့်ရမယ်เนาะတော်တော်နေရမို့ထောင်လုံးမှာလေးလကျင်းတရားတော့သူအာအလုပ်မရှိတော့မှာမဟုတ်အရင်နှစ်နာတယ် เนาะအရန်နေတာအဲကြောင့်အလုရှိရဲ့လူတွေကိုအရန်တတိထားခပါပတ်ပြီးတော့ကြက်တဲ့နေရာမှာပတ်ဆက်ရှာနေတဲ့လူဆိုတော့အဲ့လောက်တိတော့တိတ်ဆိတ်ပူစရာမလိုဘူးဟုတ်တယ်မလားဟဲ့ဆက်ပြီးကြည့်မယ်ဘာတွေတတိထားမယ်ဘာစီစဉ်ရစင်ကျင်ရမလဲဝိကတ်အတမားလေးတခြားဗီဇာရှိတဲ့လူတွေဆိုရင်တက်တည်ပြန်နေလို့အများနဲ့အများကိုပေါ်မှာစောင်းတော့မှာဖုန်းနံပါတ်ဖြစ်စေတကယ် physical card เนาะဖြစ်စေ ပတ်စံအိမ်တက်မှာဖြစ်တနေရာတိန်းတာအမြဲတည်းဝါအပြင်ထွက်သွားတဲ့ခါကျရင်အကယ်ကိုက US citizen ဆိုရမှာနော် passport တို့မို့ passport ကဒါမှမဟုတ် naturalization လုပ်ထားတဲ့ဟာကိုတက်တယ်အမြဲတည်းတည်ထားပါနော်။ဘာကြောင့်လဲဆိုတော့ US citizen ဖမ်းတဲ့ case ရှိရယ်ဖမ်းပြီးတော့မပြန်စစ်တော့မဟုတ်ဘူးဆိုပြန်လွှတ်တယ်။ဒါပေမဲ့ကိုကထောင်ထဲမှာပဲဖြစ်ပါပဲအကြိုက်ဖြစ်နေပြီလေ stress အရင်များနေပြီနော်2ရက်3ရက်4ရက်5ရက်ဘယ်နည်းရမဖြစ်ဖြစ်ဟုတ်တယ်မလားဘယ်သူမှမတရား မခံချင်ဘူးဟုတ်တယ်မလားအဲ့ကြောင့်ကိုကတိုင်လာဖို့အရေးကြီးပါတယ်နောက်တစ်ချက်ပါဆိုတော့မလို့အပ်ပါနဲ့လုံးဝလုံးဝအရေးမကြီးပါနဲ့မလို့အပ်ပါနဲ့အပြင်းမထွက်ပါနဲ့နော်နိုင်ငံထက်မှာကားနဲ့ဖြစ်စေတွားဖြစ်ဆောင်ဖြစ်ဘူးလေရင်နဲ့ဆိုရင်သူ driver လည်းစပြအောင်ရဒါပေမဲ့ပိုပြီးစိတ်ချချင်ဆိုရင်လေရင်မစီးတော့ပေါ့ကားနဲ့ပဲတွား road trip ပဲတွားပေါ့နော် USA တနိုင်ငံလုံးပတ်လို့ရဆရာပတ်ဘူးတဲ့ USA တနိုင်ငံကားနဲ့တွားအရန်ပြောင်းမပြောင်းကောင်းမကောင်းပြည်နယ်မျိုးဆိုလျှောက်သွားတာနော်အဲ โอเคသွားမှာဆိုရင်အောင်မှာတချို့လူတော်တော်များများဘာတွေ suggestion လုပ်လဲဆိုတော့ဖုန်းတွေပါလေဆိုရင်ကို့ဘန်ဖုန်း app တွေပါလေ install မလုပ်ထားဘူး social media app တွေ install မလုပ်ထားဖုန်းအစ်စ်တွေယူသွားပါအောင်ပြောနေကြ။ဘာကြောင့်ဆိုတော့ CBB ကဖုန်းတွေပါလေစစ်နေ။နော် Green Card holder ရဲ့စစ်တယ်၊ Visa တမားရှိရလို့စစ်တယ်၊ Tourist ရဲ့စစ်တယ်အဲ့လိုမျိုးကြားနေရလူတွေပြောကြ။စစ်လို့အေးငင်းဆိုခွင့်ရှိတာဆိုတော့ Fourth Amendment ဆိုတာရှိတယ်။ unreasonable search and seizure ဆိုရှိလူတွေကိုကာကွယ်ထားတဲ့ဥပဒေเนาะမတရားရှာလို့မရဥပဒေရှိဒါပေမဲ့ border မှာတော့အဲ့ဥပဒေကတိတ်ပြီးတော့အကျုံးမှုတယ် border တမားရအကုန်စစ်အောင်ရဖုန်းလည်းစစ်အောင်ရ laptop လည်းစစ်အောင်ရစစ်ချင်အကုန်စစ်အောင်ရအဲ့ဒါကြောင့်ဒီဖုန်းအတစ်ယူပါလဲเนาะ laptop ဆိုရယ်ကွန်ပျူတာဆိုရယ်အတစ်ယူပါလို့လူတွေပြောနေကြတယ်เนาะပြီးတော့ရနိုင်ငံရေးပတ်သက်တဲ့ပို့စေပါမှာ ဖုန်းနံပါတ်ဖြစ်ဖြစ် laptop နံပါတ်ဖြစ်ဖြစ် save လုပ်ထားပါနဲ့เนาะသူရဲ့တော်တော်များပြောနေကြเนาะပလိတက်ရောဒါအရန်တင့်ကျက်နေရเนาะဘယ်လိုမျိုးသဘောရပါလဲကိုမအောင်ပါနေတာပါ for amendment ဆိုပါ for amendment ဆိုတာ like USA ကဘသူပဲဖြစ်စင်เนาะ citizen ဖြစ်ဖြစ် permanent resident ဖြစ်ဖြစ်ရိုးရိုးတခြား visa တမားဖြစ်ဖြစ်ဘသူပဲဖြစ်စင်ဖြစ်စင်เนาะမတရားအရှာမခံအောင်တာကွယ်ထားတဲ့ဥပဒေပါ เนาะကို့အိမ်မှာနေလို့ပဲဖြစ်စေကို့ရဲ့ property ဖုန်းနေဖြစ်စေ laptop ဖြစ်စေเนาะကို့ရဲ့ car လည်းပဲဖြစ်စေဘာဖြစ်ဖြစ်ဟော unreasonable search season လုံးမရလုံးမဆိုရင်သူတရားကြည့်ကြည့်ရ warrant အင်တောင်းရတယ် warrant ရမှာเนาะဘယ်နေရာရှာမှာလဲလိပ်စာအတိအကျဘာပစ္စည်းရှာမှာလဲ IPC ရေပဲရှာခွင့်ရှိတခြားရှာခွင့်မရှိအဲ့လိုမျိုးကြာမှာပဲ warrant ကြာမှာပဲပေးရှာလို့ရတယ်ဒါမှမဟုတ်ရင်ကိုကခွင့်ပြုရရပေါ့ဟုတ်တယ်ဗျအဲ့ကြောင့် ပလေးတော့ဥပဒေတည်ထားဒါကြောင့်ကိုကမတိမဲ့ခွင့်ပြုပါဆိုသူဟိုတရားသူကြီးဝေါ်ရန်တော့မှာတွားရှာစရာမလိုတော့ပေမဲ့ခံစရာမလိုတော့ကိုကအကုန်ရှောင်းရတယ်เนาะအဲအကြောင်ဘယ်တော့မှခွင့်မပေးမိစေနဲ့เนาะပလေးတဲ့ကိုပြောထားမယ်အဲအကြောင်ဒီဗီဒီယိုကို share ထား subscribe လုပ်တာဒီမဘူးတွားရအောင်เนาะလူတွေမတရားမခံအောင်သူရှာစရာအကြောင်းမရှိဆိုရင်ဘာမှပေးမရှာနဲ့เนาะဘာကြောင့်ဆိုတော့သူကမဟုတ်တာရှာဟိုဟာရှာဟိုဟာဒီကတွေ့ပြီးတော့ကိုယ်အများကြီးရစ်မှာစိုးလို့เนาะ ်ဘာတချို့လူတွေဆိုရင်ဘာမှ experience မရှိတဲ့လူတွေအစ်စ်နေဆိုရင်ဟိုရှာတဲ့လူကလည်းရဲပဲဖြစ်မှာဖြစ်လူအစ်စ်ရှိမှာပဲ experience မရှိပဲကိုမှားယွင်းပြီးတော့ဖမ်းရမှာဆိုကိုကဒုက္ခရောက်မှာနော်အဲအကြောင်းမလိုအပ်ပါနဲ့မရှာနိုင်အောင်ဒီဥပဒေကတမင်တဲ့ပေးတာ for amendment ဆိုတာမှတ်ထားပါ for amendment ဆိုတာမှတ်ထားပါဒီလိုမျိုးဘူးတော့နဲ့ပတ်သက်ပြီးတော့ ဘဝတိုးတက်အောင်နော်ဒုက္ခမရအောင်ဘူးတူတိုင်းအများကြီးသိချင်ဆိုရင် Richard Insight မှာ stock option share risk မှာသွားပြီးတော့ subscribe လုပ်ထားပါပြီးတော့ playlist မှာသွားပြီးကြည့်ရပါတယ်ပြီးတော့ရေကိုဘူးတူသိချင်တိုင်းပတ်သက်ပြီးတော့ playlist အများကြီးရှိအောက်မှာဆိုရင်ဒီမှာဆိုရင်အမေရိကန်နေထိုင်ခွင့်အခွင့်အလမ်းများဆိုတာဟာရှိပါတယ်နော် ပို့ပြီးတော့အရေးကြီးတာပါတဲ့။ပို့ပြီးတော့အချိန်နဲ့အရန်ဆိုးလာမှဆိုရင်ကိုအိမ်မှာပဲနေပြီးအလုံးလုံးရမှဆိုစိတ်အဖြစ်ဆုံးပဲ။အပြင်ထွက်စရာမလိုဆိုရင်ဘယ်သူမှကိုကိုရှာစရာမလို။နော်အဲ့တော့မြန်မာတွေအမေရိကန်မှာနေရဖြစ်ပြီးဘယ်နိုင်ငံမှဖြစ်ပြီးဒီမှုအရေးကြောင်ကြုံလာမှဆိုရင်ကိုလွတ်လပ်ရေးနော်အိမ်မှာအေးဆေးတဲ့အာရုပ်ရှင်တွေကြည့်တိုင်းအာမိသားစုနဲ့ဟေးလာဝါလာချစ်ကြောင်မိသားစုလူဆိုင်ပြီးတော့နေနံမှုတွေ အိမ်မှာနေရင်ပတ်သက်ရှာဖို့အတွက်အရေးချင်းရှိဖို့အရန်လိုအပ်တယ်။နော်အရန်ဆိုးလာတဲ့အခါကျရင်အပြင်ကိုလုံးဝမထွက်နဲ့။နော်အဲ့လိုမျိုးပညာတတ်ဖို့ဆိုပါတယ်။အိမ်မှာနေပတ်သက်ရှာပညာပါတယ်ဆိုတော့ stock investing, call option, put option, advance option ရှိရဒီလေးခုတက်ပါရဲ့ day trade movement stock တက်ရမယ်ဆိုပညာအရန်တော်တော်ဆုံးသွားပြီ။နော်အဲ့ဒါဆိုအိမ်မှာနေနဲ့ပတ်သက်ရှာနေပါလေအရေးကြီးတာအစင်နဲ့တက်ဖို့အရေးကြီးပါလေပြီးွားရင်ဆရာပြောတဲ့အတိုင်းเนาะတင်ငန်းစာတွေကိုအမြင်နဲ့အမြင်နဲ့ပြန်ပြန်တွေ့ တင်တန်းထဲမှာဘလို့အကောင်းဆုံးလေးလာမှာဆိုရင်ပြောတာပါလေအကောင်းဆုံးတော့ဒီတင်တန်းလေးခုတော့နှစ်လသုံးလအတွင်းပြီးတက်တာအကောင်းဆုံးဖြစ်ပါတယ်လင့်နေကို YouTube video ရဲ့ description ကောမှာမှာရှိပါတယ် question ရှိပါတယ်ရှိရဆိုရင်ကောမှာမှာရေးတာပါ share လုပ်ထားပါ subscribe လုပ်ထားပါ